မင်္ဂလာပါရှင်။အော်တိုဝါလာ19ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ကျောင်းသားကျောင်းသူများအားတက္ကသိုလ်နှင့်ဒီဂရီကောလိပ်များမှဘာသာရပ်များနှင့်မိတ်ဆက်ပွဲရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။တန်လင်ခရိုင်တွင်ရှိအခြေခံပညာ Grade 2သင်ကြားလျက်ရှိတဲ့ကျောင်းသားကျောင်းသူများအားတက္ကသိုလ်နှင့်ဒီဂရီကောလိပ်များမှဘာသာရပ်များနှင့်မိတ်ဆက်ပွဲကိုအော်တိုဝါ19ရက်နေ့နောက်ပိုင်းက တန်လီမြို့ရှိရန်ကုန်ရှေးပိုင်းတက္ကသိုလ်ဝယ်နေသမင်ခန်းမှာမှကျင်းပကြောင်းသိရပါဗျ။ရှေးဦးစွာရန်ကုန်ရှေးပိုင်းတက္ကသိုလ်ခိတ္တပါမခချုပ်ဒေါက်တာမျိုးမင်းထွန်းကအဖွင့်အမှားစကားပြောကြပါဗျ။ဆက်လက်ပြီးရန်ကုန်ပညာရေးတက္ကသိုလ်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရန်ကုန်စီပွားရေးတက္ကသိုလ်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နဲ့ရန်ကုန်ရှေးပိုင်းတက္ကသိုလ်တို့မှပါမခဌာနမှုများကသက်ဆိုင်ရာတက္ကသိုလ်တည်တည်ရှိအထူးပြုပါသားရများနဲ့မိတ်ဆက်ပူချကြပါဗျ။ အဲဒီနောက်ចောင်းသားចောင်းသူများရဲ့တရှိလူသူများကိုတာဝန်ရှိသူများကပြန်လည်ဖြေကြားပေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုသီဟာကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့အင်းစိန်မြို့နယ်အမှတ်9အခြေခံပညာအထက်တန်းចောင်းတွင်ရှင်အန်နီလန်းနေကင်းရှင်ရေးဆိုင်ရာများအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ကုလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်ရုံးအနေဖြင့် လမ်းအသုံးပြုသူတိုင်းရှင်အန်နေကင်းရှင်းစီနှင့်ရှင်စီကန်းလမ်းစီကန်းများကိုလိုက်နာစီရန်ရည်ရွယ်ပြီးရှင်အန်နေလမ်းအနေကင်းရှင်းရေးဆိုင်ရာအသိပညာများကိုအောက်တိုဘာ18ရက်မွန်လွယ်ပိုင်းကအင်းစိန်မြို့နယ်အမှတ်9အခြေခံပညာအထက်တန်းကျောင်းတွင်အသိပညာပေးဟောပြောကြပါသည်။ ဟောပြောပွဲတွင်ကုန်လန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအင်းစိန်ခရယုံမှဦးစီးအရာရှိဦးသိအီထွန်းကရှန်နေလန်းနေဆိုင်ရာတည်ကောင်းဆရာများနဲ့ပတ်သက်၍ဆောင်ရွက်ရှောင်ရွက်အချက်များနဲ့ဒိုင်းဒေသကြီးရုံးဝဲမှစစ်စေးရေးမှုသုံးဦးအောင်ကျော်စုက ရင်စီကန်းလန်းစီကန်းဆိုင်ရာထုတ်ပြန်ထားတဲ့စီကန်းချက်များနဲ့သတိပြုလိုက်နိုင်ရမယ့်မိပွိုင်များအကြောင်းရုပ်ဆိုင်များအကြောင်းကိုအသိပညာပေးရှင်းလင်းဟောပြောကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စင်မင်းထိုက်ကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ တလားမြို့နယ်အမှတ်လေးအခြေခံပညာအထက်တန်းကျောင်းတွင်ကျောင်းတွင်းနေလေစာအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတုန်တေးခရိုင်တလားမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးចောင်းသားចောင်းသူများအားចောင်းရင်းနေလဲစားအာဟာရကျွေးမွေးခြင်းကိုအောက်တိုဘာ18ရက်နေ့နောက်ပိုင်းကအမှတ်လေးအခြေခံပညာအထက်တန်းចောင်းတွင်ဆောင်ရွက်ကြကြောင်းသိရပါဗျ။အဲ့ဒီလိုဆောင်ရွက်ရမှာចောင်းဆရာမကြီးဦးဆောင်ပြီးအတန်းမှုများဆရာဆရာမများနဲ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ မြို့နယ်မိခင်နေကလေးဆောင်ရှောက်ရေးအသင်းဝင်များနှင့်ចောင်းသားမိဘများစုပေါင်း၍ចောင်းသားចောင်းသူများအားအာဟာရဖြစ်စေမယ့်အစားအစာများအားကျွေးမွေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပြပူလာတာပါ